အလုံးဝိုင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့မယင်ငယ်ကတခြားယောက်ျားနဲ့အိမ်နေတဲ့ပုံကိုမြင်တာတောင်းမယားကြီးကိုပြပြီးမယင်ငယ်ကိုရွေးချယ်ထားတဲ့ယောက်ျားကြောင့်ပြောလာတဲ့မယင်ကြီးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအလုံးလေးရောက်တင်ပြပေးလိုက်ပါရဗျာအားလုံးလေးဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါရဗျာ ကဲနဲရှိသစ္စာပိုင်းရေးတဲ့လာခဲ့နေနဲ့ငါနဲ့တံပိုးချင်းပေါ့နော်အတခုတစ်ချက်ညှိလိုက်မယ်တဲ့တစ်ဖက်သားကငါထိကနေတာပြောတာမဟုတ်ဘူးနင့်တံပိုးပေါ့နော်နံပါတ်၄ချက်ကိုစောခိုင်ကနင်မကောင်းတာလှုပ်စားတဲ့မိန်းမဆိုတော့ तू တည်တယ်နော် तू ကိုယ်တိုင်လည်းမျက်စိနဲ့မြင်ထားပြီးသားနော် तू နင်ဘာရီတက်ကလက်တွေတက်တက်ပြီးတော့အဲ့မှာနင်ဟုတ်တယ်နော်ညခေါ်ရတဲ့အကောင်ကြီးနဲ့လည်းလိုက်တယ်ဆိုတော့တည်တယ် तू လည်းနင်ကိုဘယ်လိုအနေထားနဲ့ပတ်သက်ခဲ့တာ तू အတည်ဆုံးနံပါတ်၄ချက် तू ကိုယ်တိုင်မျက်ဝါးထင်ထင်နင် ။ညောင်ရွှေမှာကိုစောခိုင်ကိုနဲ့သူ့အတိနဲ့လုတ်ကိစ္စသွားတဲ့အချိန်မှာနင်တို့နင်နောက်ကနေပြီးတော့တည့်ရမလားနော်။လိုက်သွားတာလေ။တိုက်သွားပြီးဟိုတယ်ရောက်တဲ့အချိန်မှာနင်ဖုန်းကိုကိုစောခိုင်ကဝင်ကလေးလိုက်တဲ့အချိန်မှာဝစ်စလစ်ပုံလေးနဲ့နင်နဲ့ဘာကဝေတာနဲ့ပေါ့နော်။ တရားမလားဝစ်စလစ်ပုံတွေတွေ့ပြီးတော့အမတ်ပြတနာကြီးတက်ပြီးနင်းပြန်သွားတယ်ဟုတ်တယ်နော်ကိုစောခိုင်ကိုနဲ့နင်းနဲ့ပတ်သက်တဲ့အချိန်မှာနင်းကိုကိုစောခိုင်ကိုဘယ်လိုဆက်ဆံသွားနင်းတည်ဆုံးဟုတ်တယ်နော်လာလိုက်မလာလိုက်ပတ်စံပေးလိုက်မပေးလိုက်နဲ့အဲနင်းအဲ့မှာသူ့တငယ်ချင်းတွေဖုန်းဆက်ပြီးကျမကို supporter ရှာပေးသူ့ဖြတ်တာတဲ့လူကျမကဘယ်လိုပလစ်ထားတာဆိုပြီးတော့ screen shot တွေငါဒီမှာတန်းစီရင်တာဘယ်လိုနင်းတည်ဆုံးနော်ငါ Facebook account ရဲ့အဘန်းခံထားလို့ငါမတင်တော့တာထားလိုက်တော့အဲ့တော့အဲ့တော့သူပေါ့နော်ယူအခုလက်ရှိပေါ့နော် သူယူထားတဲ့အမျိုးသမီးသူခေါ်ထားတဲ့အမျိုးသမီးကဘလို့အတန်းစားလဲဆိုတာသူသိတယ်ဟုတ်ပြီနော်သူကလက်ရှိမှာအဖွဲ့အစည်းကပုံမှုတရား ဟုတ်ပြီနော်နေရကြတော့ဟုတ်တယ်မလားနေလို့ကတော့ပါသေးရဖာတယ်ကိုကွာဒီလိုပေါ့နော်အဲဖွဲ့စည်းရပုံမှုတယောက်ကဒီလိုမျိုးနေကိုပေါ့နော်ဒီလိုပတ်သက်တယ်ဆိုတော့နေရကြတော့နေအတွက်ကလုံးဝမရနိုင်တော့တဲ့ပုံသိစဉ်းစားကြည့်လေကွာလောကမှာဖာတယ်ကိုယူတဲ့ယောက်ျားဆိုအယမ်းရှားတယ်လေသဘောထားကြီးကြီးနဲ့ပေါင်းတက်တဲ့ယောက်ျားဆိုတော့အယမ်းရှားတယ်ကွာဥပမာကွာ KTV ကကောင်မလေးတွေတို့အဲဘားကကောင်မလေးတွေတို့ကလက်ကကောင်မလေးတွေလို့ဆိုလို့ရှင်တော့ဟိုနည်းနည်းလေးပေါ့နော်တည်ရမလားမိဘအတိုင်းဝိုင်းစင်မျိုးတိုင်းဝိုင်းလက်ခံပေးလို့ရသေးတယ်ဒီလိုကတော့ပါသေးရဖာကန်သူများအိမ်တော်တွေနဲ့ဖာကန်လူပြောလို့ဖာ ခံတယ်ဆိုတော့စဉ်းစားကြည့်လိုက်တော့လူပြိုလည်းပါလိုက်အိမ်နောက်တယ်လည်းပါတယ်အဲ့လိုမျိုးမိန်းမတယောက်ကိုသဘောထားကြည်ကြည်နဲ့ပတ်သက်တယ်ပေါ့နော်ပေါင်းတယ်ဆိုတော့နင်းအတွက်ကကြတော့လဲဒါကြီးကရွှေလုံးကြီးဖြစ်နေတယ်လေနော်အဲရွှေလုံးကြီးဖြစ်နေတယ်ဒါပေမဲ့သူ့ဘက်ကတစ်ချက်ပြန်ကြည့်တဲ့အခါကျတော့လေငါလိုမိန်းမကောင်မိန်းမမြတ်ကိုကွာပြီးတော့နင်းနဲ့ယူရမယ်ဆိုတော့သူ့မှာဟုတ်တယ်မလားငါလိုတန်ဖိုးရှိတဲ့မိန်းမကိုသူဆွန့်ပြရမယ်ဆိုတော့လေသူ့မှာစားရမှာလေတဲတဲရှက်ရှက်နော်ဘာလို့တဲတဲရှက်ရှက်လဲဆိုတော့ငါအစွမ်းစားကိုသူတီးတယ်နောက်တစ်ခေါက်ခြံထက်ခွင့်ငါဒီထက်စိုးတဲ့နော် အဆက်ကွဲမှုတွေသူကြုံရမှာဆိုတော့သူခင်ဗျားစားရမှာလည်းတဲတဲရှက်ရှက်လွတ်ပြဖို့ကြတော့လည်းငါတံပိုးကိုတိနေတဲ့ခါကျတော့အစီတဝင်းဝင်းဖြစ်နေတယ်ဟုတ်တယ်နော်အဲ့ဒါကြောင့်မလို့တိလာနင့်ကိုအုံနောက်သုံးလို့ပြောတာဟုတ်တယ်နော် ငါသူ့ကိုပြောထားပြီးသားသူ့အဖွဲ့အစည်းဌာနချုပ်မှာထားလိုက်တော့အရက်ဘက်ကိုငါခေါ်လို့ရှိရင်ငါတလင်တမားနဲ့အမှုဖွင့်ထားတော့တရားစွဲထားတော့သူ့ကိုထောင်ဖမ်းနေဖြစ်မှာဆိုလို့နင်တို့အဖွဲ့အစည်းမှာတရားဝင်ကွာရှင်းတာကြောင့်ငါထိုးပေးမယ်ထိုးပေးပါဆိုအခုချိန်ထိနင်းအကောင်ငါ့ကိုကွာရှင်းဖို့မဟုတ်ဘူးဘာလို့မဟုတ်လဲဆိုတော့ငါ့ကိုကွာပြီးနင်းကိုယူရမှာကြောက်လို့အဲ့မှာတော့နင်းနိုင်ငံနဲ့တန်ဖိုးခြင်းကလုံးဝလုံးဝကိုရှင်းလို့မရတော့ဘူးနော်အားကြောင့်ညီမကိုပြောတာအမကိုလှမ်းပြီးတော့ဟောင်းမနေနဲ့လို့ကိုပေးနေတဲ့နွားကိုကိုလက်ထဲရအောင်အရင်လော ကဲနေရှိသစ္စာပိုင်ရေနေရကျေးဇူးတရားကျေးဇူးတရားလို့ပြောလို့ငါနေငါပြောလိုက်အောင်မယ်ဟုတ်ပြီနော်တခုချင်းငါထောက်ပြမယ်နံပါတ်၁ချက်နေအခုပတ်နေတဲ့နိုင်အမဲကအဲ့ဒါငါနိုင်အဟောင်းနော်ငါနိုင်ပြတော့ကိုစောခိုင်ကိုငါမေးတယ်အေးမသိဘူးပါညာနဲ့အော်ပြတ်ပဲဟုတ်မလဲ तू อ่ะနော်အဲ့မှာတည်းကနေကိုတန်ဖိုးထားလားမထားလားဆိုလို့ရှင်ဘလက်ဆောင်ပစ္စည်းပေးရတော့ငါငါအိမ်ကအကြောက်ယူသွားတယ်နော်အယုတ်တွေယူသွားတယ်နော်နောက်တစ်ချက်ရွှေတော့ဆက်တွေကိုတင်းတရားနဲ့ရောင်းစားတယ်အဲ့ရောင်းစားတဲ့ပတ်စံတင်းတရားနေရဲ့ KB အကောင့်ထဲကိုလွှဲလိုက်တာနော်နေဖောက်တဲ့နေသိနော်နေဘလို့မိမအတန်းစားလဲဆိုတာဒါတော့နေ 2024ခုနှစ်မေလတော့အမ2025ခုနှစ်2025ခုနှစ်ဒီ9လပိုင်းလား4လပိုင်း9လပိုင်း9လပိုင်းမဟုတ်ဘူးအဲ့မတိုင်ခင်တည်းကနေ့စီကိုလွှဲထားတာနော်နေ့အကောင့်လေးကိုလွှဲထားတာနော်နောက်ပြီးတော့ဝင်းပိုင်တို့စီကိုမိသက်လာဘူးဝင်းပိုင်တို့လည်းမရမိသက်လာယူရတယ်ငါ့ရဲ့မိသက်အသေးဟုတ်နော်30ကျော်လား40လောက်ဒီရောက်စားတာအဲ့ပတ်စံလေးကနေ့စီကိုရောက်တာအဲ့တော့တောက်ကျေးသူမကန်းနဲ့နော် ငကိုတဲ့ကဒီအိမ်တော်မှာမိမရှိမှန်းခလေးရှိမှန်းတိနေတဲ့သားနဲ့ငါပစ္စည်းတွေနင်းကတတိတိနဲ့ကိုစောခိုင်ကိုကခိုးပြီးတော့နင်းကိုထောက်ပံ့ထားတာနင်းစားနေတဲ့ထမင်းနင်းအမေစားနေတဲ့ထမင်းနင်းအမေမိမရုပ်စားတဲ့ထမင်းနင်းသားနွားကြောင်းတက်နေတဲ့ဒီကငါဆောက်ဆန်နေနော်ငါ့ကိုရုပ်ရည်ကျန်တန်းအောင်လည်းမလုပ်နဲ့အဲ့တော့နင်းစပတ်သက်ကိုငင်ငင်လေးနေနော်တက်လင်တမားနဲ့ဆွဲထားတဲ့အမှုထဲမှာနင်းမှာငါဆွဲထည့်လို့ရတယ်နင်းထောင်မကြပြင်းနဲ့အချုပ်ထဲ၃လောက်နင်းကိုဒါဒီကိုစောခိုင်ကိုတက်ဖောက်ပြန်တဲ့မိမဆိုပြီးတော့ရဲကငါအမှုထဲထည့်တင်ပြီးတော့နင်းကိုငါအချုပ်ထဲထည့်ထားလို့ရတယ်အဲ့တော့ငါစိတ်ကိုလည်းမဆန်းနဲ့နင်းကိုငါပြောနေတာနင်း ဒီကိုတိတ်တိတ်လေးနင်မွေးလိုက်တော့နော်နင်တို့ငါခုခွဲနေရမဟုတ်ဘေးပေါင်းမှာအဲ့တော့မျက်စောက်ပတ်သက်သေးငင်ငင်လေးနေနေကိုအဆင့်ကိုတိနင်အခုလောက်ရမယ့်အလုပ်ကနင်ဘေးနဲ့နွားကိုငါနဲ့တရားဝင်ကွာရှင်းစာချုပ်ထိုးပေးဖို့အတွက်ကိုပဲနင်ပြောဟုတ်ပြီနော်ငါ့ကိုလာပြီးတော့စောင်းပြောလိုက်ညောင်းပြောလိုက်အကောက်တူနဲ့လာမတင်နဲ့ငါရေမခုံစိတ်ဝင်စားအောင်နင်ပြောချင်လို့ရှင်ငါ့လို public ချပြီးတော့ဒက်မျက်မျက်နှာကြီးပြပြနေလိုက်ွင့်လိုက်နော်လိုက်ရတယ်တတိရှိရလို့အဲ့ဒါပါတတိရှိရလို့ခေါ်တယ်ဟုတ်တယ်နော်လာပြီးတော့ဟိုအကောင့်တူနဲ့မလေးသူများကပဲပြောလို့ဘာလို့လို့နဲ့ငါ့ကို screen shoot နေတယ်တင်ပြီးတော့နဲ့ငါ့ကိုလာပြီးတော့လာမမန့်နဲ့ နင်းလိုမိမနိုင်ငံရတယ်ဒီလောက်ရှင်ပြောရတာကငါတော်တော်ချက်သေးတွေတုံးနေပြီတကယ်တော်တော်ချက်သေးတွေတုံးနေပြီငါပြောရင်လည်းငါကမှန်နေလို့ဟုတ်တယ်မလားအဲနင်းတို့အုံနောက်မရှိတဲ့ကောင်မတွေကဟာတွေ့ရမလားမလေးဓာကြီးမြင်သွားတော့ငြိမ်သွားတာပဲဘာမှပြန်မပြောတော့ဘူးဆိုပြီးထင်မှာဆိုလို့နင်းကတစ်ချက်ချင်းနေရှင်းတာအုံနောက်ပါတဲ့လူတိုင်းနင်းစဉ်းစားတတ်တယ်နော်အဲ့တော့နင်းလိုစောက်သင့်လည်းမရှိဘူးစောက်ချက်သေးလည်းမရှိဘူးနော်စောက်အသိဉာဏ်လည်းမရှိဘူးနော်ဘာတန်ဖို့မှမရှိတဲ့မိမတယောက်နဲ့ငါရှင်းပြရမှာပြောတော့ဘူးနင်းလောက်ရမယ့်အလုပ်က ငါနဲ့အဲ့ကိုစောခိုင်ခြံခုံသွားတဲ့ကိုစောခိုင်ကိုလည်းတရားဝင်ကွာရှင်စာချုပ်လက်မှတ်ထိုးပြီးနေတရားဝင်ယူဖို့ပဲနေလို့ကျွန်တဲ့ကိစ္စနဲ့ငါ့ကိုလာပြီးမပြောနဲ့တော့ပြောလို့ရှိရင်ငါအဆိုးမဆုံနဲ့တော့ဒီတစ်ခါဆိုငါနေအိမ်ထိငါသွားပြီးတော့နေမိနေငါလည်းတဲ့ရှင်းတော့မှာကဲနန်းရှင်တစ္ဆာပိုင်ဆိုတဲ့မိမယုတ်ကြီးရဲ့နည်းရလေးဒီလားငါကိုရေးရလေးမွေးမလာတင်တော့သူပဲမလို့ဒီလားခန္ဓာကိုယ်သာလူခန္ဓာအတိညာညမနေရဘာဖြစ်နေလဲဆိုတော့လက်ညာစိတ်ဆက်တာပဲရှိရဲ့ ငါနောက်ပြောတာလေးလေးတိတာဟဲ့ပြောရရင်ကွာအမြုပ်တော်ဖတ်တော်မယ်ဟိုအေးပါထားပါနေမရှက်လို့လဲဒီလိုလုပ်နေလုပ်နေရလေငါ့အောင်နေအကောင့်တူတွေနဲ့လေးတိတာ ငါ့ကိုတိလာဟိုငယ်ကျိုးငယ်နာတွေဖော်အောက်ကျိုးတွေလှမ်းပြီးနေပြောနေရမယ်နေဒါမဟုတ်ဘူးလို့နေငါပြောပြီးပြီနေအခုဒီအချိန်မှာလေနေလုံးဝမဲ့လောက်ကတခုပဲရှိတယ်တိလာအဲ့ဒါဘာလဲဆိုတော့နေဘေးကနွားကြီးကိုလေတိလာခြေတိုင်းဆိုတဲ့ငါတီကတရားဝင်ကွာရှင်းစာချုပ်ပေါ့နော်ခြေကျိုးပေါ့နော်ငါတီအခြေကျိုးဆိုတဲ့ငါတီကတရားဝင်ကွာရှင်းစာချုပ်ထိုးပြီးဖို့အတွက်ကိုနေလောက်ရမှာအဲ့ဒါမှနေကအဲ့နွားပိုင်ရှင်ဖြစ်မှာနော်အခုချိန်မှာအဲ့နွားလွှတ်ကြောင်းမှာပဲရှိသေးတယ်နေမပိုင်ဘူးတိလာ ငါခြံထဲကနေခုံထွက်ပြီးတော့အဲ့နွားကြီးကလေလွတ်ချောင်းမှာပဲရှိနေတယ်လွတ်ချောင်းဆိုတော့တိလားလွတ်ချောင်းဆိုတဲ့အိဗေရောတိလားနော်ငါခြံထဲကနေခုံပြီးတော့လွတ်ချောင်းမှာပဲရှိသေးတယ်နော်နင်ခြံထဲကိုမရောက်သေးဘူးနင်ခြံထဲမှာနင်ကြိုးချီဖို့အတွက်ငါတည်းကတရားဝင်ကွာရှင်းစာချုပ်ကိုယူပြီးတော့နင်ရဲ့ခြေတိုင်းမှာနင်တရားဝင်ဖြစ်အောင်ခြေရမှာအဲ့ကြမှာနင်နွားဖြစ်မှာတိလားအဲ့ဒါကိုနင်အရင်လောက်ရမှာငါ့ကိုဘာလေလားနင်အကောင့်တွေနဲ့တင်ပြီးတော့ဘာဖြစ်တယ်ငါရဲ့ဘာလဲအော်ဗီဒီယိုကောနဲ့ဘာလဲချက်ထားတယ်ပေါ့နော်ဘာထန်နေတဲ့ပုံတွေပါရှိရဲ့ဆိုတော့ ။ငါမျက်နှာကိုသေချာကြည့်နော်။ငါမျက်နှာကိုသေချာကြည့်နော်။ငါနာမည်ဒေါ်သူသားနွယ်။အသက်20ကျော်တယ်21နှစ်ထဲကအလုတ်လုတ်ပြီးတော့နှစ်ဖူးအကျွေးချိန်မကြအောင်အလုတ်လုတ်ပြီးတော့ကိုကကိုကိုပြီးတမာဒီဝါနဲ့ရှာစားလာတာ။နေ့လို့လဲတဲ့အမေအမွေပေးလိုက်တဲ့လဲတကွက်အကြောင်းပြပြီးတော့သူများအိမ်တော်နေနဲ့ပတ်ခံပတ်စားနေတယ်။အောက်တန်းသားမိမမဟုတ်ဘူး။သိလား။ညီမလေးရဲ့ဟာသတွေအရင်မပြောတတ်မှနဲ့ကွယ်။နော်။ဟာသတွေအရင်မပြောတတ်မှနဲ့။တင်လိုက်လေအဲ့ဒါဆိုလို့ရှိရင်လည်း public account ပြန်တင်လိုက်လေ။ဟုတ်ပြီနော်။တင်လိုက်လေ။ ငါဘယ်အကောင့်နဲ့ငါချက်ထားလဲနင့်တို့မိမမြေပတ်လို့ဘယ်သားများငါ့ကိုထင်နေရလားဟမ်တိလာနင့်အကောင့်နဲ့ငါနဲ့ပေါင်းတာ၄နှစ်ပဲ၄နှစ်ကျော်ပဲရှိသေးတယ်နော်ငါတိတော့အကောင့်မှာရှိနေတဲ့လူကငါငွေတငွေချင်းတွေပါတယ်ငါမိသားစုအတိုင်းဝိုင်းတွေပါတယ်ငါနဲ့ကိုနှစ်ကျော်ဆယ်တက်လောက်ထိတည့်ရတူတွေပါတယ်မေးကြည့်လိုက်ပါဦးဒေါက်တာနဲ့ဘယ်လိုမိမအစားလဲဆိုတာရာသွေးမရှိဘူးနော်တိလာနင့်လိုအတန်းစားနေမဲမဲမြင်နိုင်ပက်ပြီးရမ်းနေနဲ့ ငါတို့လောက်ပြောနေတာ哦အေးပေါ့နင်ကငါကိုယ်ထဲမှာအရှက်သိခါမရှိရဲ့လူဆိုတော့ငါဘာပြောပြောနင်နင်စိတ်ထဲမှာဘေးနားမှာလာပြီးတော့စောင်းငါတီးနေလို့ပဲနင်ကထင်နေတာတကယ်လို့နင်တိလာအေးအရှက်တရားဆိုတာဟာကိုလေနင်ခုချိန်ထိနားမလဲသေးဘူးနင်အမေမိမယုတ်လဲအမိယုတ်လဲငါတော်တော်အံ့ဩတယ်ဟောကိုတမီးကိုဘလို့မြန်းတင်ပေးခဲ့လဲမသိဘူးဩတကယ်နော်စိတ်ညစ်တယ်တကယ်